အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ယောက်ျားလေး43ယောက်လောက်မရင်းချင်းခံလိုက်ရတဲ့ကောင်မလေးចောင်းကိုတင်ဆက်ပေးကြပါမယ်ဒီဇလန်လေးကတော့2013မှာထွက်ရှိခဲ့တဲ့ drama ရုပ်ရှင်ဟန်ကွန်ကျူးဆိုတဲ့ဖြစ်ရမှန်စကားလေးပဲဖြစ်ပါတယ်ဟန်ကွန်ကျူးဆိုတာကိုရီးယားနိုင်ငံမှာနေထိုင်တဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာဆိုရင်တော့အကြောင်းပြောင်းလာတဲ့ဟန်ကွန်ကျူးကဆရာရီရှိမှထိုင်ပြီးတော့ ဂီတာနဲ့တချင်းဆိုတာကိုဝါသနာပါတယ်လို့ပြောနေပါတယ်။ဆရာတွေကသူမရဲ့လက်တံကိုတေချာနားထောင်ကြည့်တော့မှသူမရဲ့ပါရမီကိုသိခဲ့ရတော့သူမတနာတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေခဲ့ကြပါတယ်။ဘာကြောင့်ဒီလိုမျိုးဆရာတွေစိတ်မကောင်းဖြစ်နေကြလဲမသိပေမဲ့သူမကတော့စိတ်ငြိမ်နေခဲ့တာတော့အမှန်ပါပဲ။ဟန်ကွန်ကျူကိုသူမရဲ့ပါရမီရဝါသနာကိုအောင်မြင်ဖို့အတွက်လေဆရာတွေကပံပိုးကူညီပေးဖို့ကိုအဆုံးဖြတ်ထားကြပါတယ်။ဒီနေရာမှာတော့သူမဘာလို့ကြောင်ပြောင်ပေးရမှာလဲဆိုတာတော့ဆရာတွေကလှုပ်ဝက်ထားပေးခဲ့ကြပါတယ်။ အဲ့ဒီနောက်တော့ဟန်ကွန်ကျူးကဒီလိုအမှုပညာရှင်ဖြစ်ဖို့အတွက်ပြင်ဆင်နိုင်ဖို့ဆရာဖြစ်သူလီနိုတို့ကသူမကိုအဆအဆရရကူညီပေးခဲ့ပါတယ်။ဆရာလီနိုကကွန်ကျူးအတွက်အခြားမြို့မှာနာမည်ရှိတဲ့အကြောင်းတစ်ကြောင်းကိုရှာပေးခဲ့ပါတယ်။ဒီအကြောင်းကိုအပြောင်းရွှေ့လုံးနေတုန်းမှလည်းဆရာဖြစ်သူကသူမနဲ့တူလိုက်ပါလာပေးခဲ့ပါတယ်။မြို့သစ်ကိုရောက်တော့ဟန်ကွန်ကျူးတို့ကကြောခင်းဖို့နေစရာကိုအရင်စူးစမ်းရှာရပါတယ်။ဖြစ်ချင်တော့ဒီမြို့မှာဆရာဖြစ်သူလီနိုရဲ့အမေရှိနေတော့မိကျွန်းနဲ့အတူနေဖို့အကြံပေးခဲ့ပါတယ်။ အစားကတော့မင်ကျူးကသူမရဲ့အိမ်မှာတစိမ့်မင်းကလေးနဲ့တူမနေခြင်းဘူးလို့ညင်းပေမဲ့တားဖြစ်သူကအတင်းတောင်းဆိုလို့ကွန်ကျူးကိုတပတ်လောက်ပြောင်းနေဖို့လက်ခံခဲ့ပါတယ်။နောက်တနေ့မှာတော့ကွန်ကျူးကကျောင်းသေးကိုရောက်လာပြီးတော့အတန်းပိုင်ဆီယာမားကသူမကိုအတန်းသားတွေနဲ့မိတ်ဆက်ပေးပါတယ်။ကျောင်းစင်းတော့သူမကအင်တာနက်ဆိုင်သွားပြီးတော့ line ပေါ်ကနေသူမအမေရဲ့နေရက်လိပ်စာကိုရှာဖွေစုံစမ်းခဲ့ပါတယ်။တကယ်တော့ကွန်ကျူးအမေကတော့သူမကိုအဖေ့လက်ထဲမှာထားခဲ့ပြီးထွက်သွားခဲ့တာငငယ်လေးကလေးကနေအခုချိန်ထိဖြစ်ပါတယ်။ လက်ရှိမှာတော့သူမရဲ့အမေကတော့သူမအခုနေနေတဲ့ဒီမြို့မှာပဲနောက်အိမ်တောင်နဲ့တာယာနေပြီးတော့သူသမီးလူလောကကြီးမှာရှိတယ်ဆိုတာကို မေ့နေကြတာဖြစ်ပါတယ်။ဟန်ကွန်ကျူးအဖေကတော့ရသမားဖြစ်ပြီးတော့သူမကိုလည်းသမီးတယောက်လိုမဆက်ဆံတော့တဲ့အောက်တန်းစားဖခင်မျိုးပါ။အင်တာနက်ဆိုင်ကနေအပြန်ဟန်ကွန်ကျူးကမေကျူးရဲ့ကုံစုံဆိုင်ကိုသွားပြီးတော့ဈေးကူရောင်းပြီးတော့မေကျူးကအတော်လေးတိတဲ့နားလေတဲ့ကလေးမလေးကွန်ကျူးကိုအတော်လေးသဘောကျနေခဲ့ပါတယ်။နောက်တနေ့အကြောင်းမှာဟန်ကွန်ကျူးက လမ်းလျှောက်နေရင်းနဲ့စာသင်ခန်းတစ်ခုရဲ့ပြတင်းပေါက်ကနေချောင်းကြီးလိုက်တော့ကောင်မလေးတစုကတချင်းတိုက်နေတာကိုမြင်ခဲ့ရပါတယ်။သူမကတော့တချင်းဆိုခြင်းပေမဲ့လူရမဝင်မကိုစိုးရိမ်နေခဲ့ပါတယ်။ဒီစာသင်ခန်းလေးကတချင်းစုနေတဲ့ကောင်မလေးတယောက်နဲ့ဟန်ကွန်ကျူးတို့အကြည့်ချင်းစုံသွားတော့သူမလေးရှက်ရှက်နဲ့ထွက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ကွန်ကျူးကရေကူးတင်တဲ့အတန်းကိုသွားခဲ့ပါတယ်။တကယ်တော့သူမဒီမျိုးကိုရောက်လာကလေးကသူမကရေကူးတင်နေတာဖြစ်ပါတယ်။ရေကူးတင်ပြီးတော့ကွန်ကျူးကအဝယ်လဲနေတော့ တချင်းကြီးပြီးတော့စေပန်းဖြေနေခဲ့ပါတယ်။ခုနကသူမတွေးခဲ့တဲ့ကောင်မလေးရဲ့နာမည်ကတော့ OA ဖြစ်ပြီးတော့တီးဝိုင်းရဲ့ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ OA ကဟန်ကွန်ကျူးတချင်းကြီးနေတာကိုအဝေလဲခန်းအပြင်ကနေတိတ်တိတ်လေးအတန်သွင်းထားခဲ့ပါတယ်။ဟန်ကွန်ကျူးရဲ့အတန်ဆာဆာလေးနဲ့နားထောင်ကောင်းနေတော့ OA ကဟန်ကွန်ကျူးစီရောက်လာပြီးတော့သူတို့တချင်းဆိုတဲ့အဖွဲထဲပါဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့လေဟန်ကွန်ကျူးကမပြောမစိုးအဝေလဲကန်းနဲ့ဝင်လာတဲ့အိုးအေးကိုစိတ်ဆိုးပြီးတော့နင်တို့ဘွဲကိုငါမဝင်ဘူးလို့ပြောပြီးတော့နှင်းလွတ်ခဲ့ပါတယ်။ ကျောင်းလေးတက်လိုက်တဲ့အချင်းကိုလာခဲ့ရင်နဲ့ဟန်ကွန်ကျူတယောက်သူမရဲ့အမေဘဲမှနေလာတယ်ဆိုတာကိုရှာတွေ့သွားပြီးတော့အမေအိမ်ကိုလိုက်သွားခဲ့ပါတယ်။အမေပြည့်သူအိမ်ကိုရောက်တော့သမီးရဲ့ပေါ်ကန်းစားချက်သိရှိလာတာမဟုတ်တော့ကွန်ကျူရဲ့ပထွေးကြောင့်သူမကအမေနဲ့တူနေလို့မရဘူးလို့ပြောလိုက်ပါတယ်။အမေရဲ့ကန်းစားချက်မရှိလာတဲ့ဇကားတွေကြောင့်ကွန်ကျူကစိတ်မကောင်းဖြစ်ပြီးတော့ဒီအိမ်ကနေလွှဲပြန်လာခဲ့ပါတယ်။စိတ်တွေအယံမွန်းကျနေတော့ကွန်ကျူတယောက်နောက်တနေ့အကြောင်းကိုရောက်တော့ဂီတဆာသင်ကန်းကလွတ်နေတာကိုတွေ့လိုက်ရပါတယ်။ စေပြေလက်ပြောင်းဟန်ကွန်ကျူလဲဂီတာတစ်လက်ကောက်ကန်ရင်နဲ့တချင်းလေးတစ်ပုတ်ညီးလိုက်ပါတယ်။ဇာတင်ကန်းရဲ့ပြင်မှာတော့အိုရီနဲ့တငယ်ချင်းတွေကကွန်ကျူတချင်းဆိုတာကိုအခန်းပြင်ကနေနားထောင်ရင်းနဲ့ကွန်ကျူရဲ့တချင်းဆိုတာကိုကြွေးစင်းသွားခဲ့ရပါတယ်။ကွန်ကျူလဲအိုရီတို့အဖွဲ့ကိုတွေ့တော့ရှက်ရှက်နဲ့တချင်းဆိုတာရက်ပြီးတော့အပြင်ထွက်သွားခဲ့ပါတယ်။ကွန်ကျူနောက်ကိုအိုရီတို့တစ်ဖွဲ့လွန်လိုက်လာပြီးတော့သူတို့ဂီတအဖွဲ့တွေပါဖို့တိုက်တွန်းခဲ့ကြပြီးမြေကွန်ကျူကတော့ဂယုမဆိုင်ပဲနဲ့ထွက်သွားခဲ့ပါတယ်။ ကွန်ကျူကတော့မေကျူရဲ့စတိုးဆိုင်ကိုဈေးကူရောင်းပေးဖို့ရောက်လာတော့မေကျူကိုမိမကြီးတဇူကနှောက်ချက်နေတာကိုတွေ့ပေမဲ့ကွန်ကျူကမသိချင်အောင်ဆောင်ပြီးတော့သူမရဲ့အခန်းထဲကိုသာဝင်သွားခဲ့ပါတယ်။ဒီနေ့ကတော့ကွန်ကျူကမေကျူရဲ့အိမ်ကိုပြောင်းလာတာတပတ်ပြည့်ပြီမို့လို့ထပ်သွားရတော့မယ့်နေ့လေးဖြစ်ပါတယ်။ကွန်ကျူကဒီကနေထပ်သွားရင်ဘယ်သွားရမလဲမသိပေမဲ့နောက်တနေ့မှအထုပ်ပြင်ပြီးတော့ထွက်သွားဖို့လုပ်နေပါတယ်။မေကျူကလည်းသူမဒီကနေထွက်သွားတော့မယ်လို့နှုတ်ဆက်နေတော့မေကျူကကွန်ကျူပြောတဲ့လောက်ဒီအိမ်မှာနေနိုင်တယ်လို့ပြောတော့သူမလည်းအရန်အံ့ဩခဲ့ရပါတယ်။ တကယ်တော့မေကျူးကတယောက်တည်းနေရတာထက်စားရင်ဟန်ကွယ်ကျူလေးနဲ့အတူနေရတာကိုပိုသဘောကျနေကလေးဖြစ်ပါတယ်။အဲ့ဒီနေ့ကစပြီးတော့ဟန်ကွယ်ကျူကအကြောင်းကမိန်းကလေးတွေနဲ့တဖြည်းဖြည်းအဆင်ပြေလာပြီးတော့နေတိုင်းတချင်းတွေတောင်အတူလေ့ကျင့်ကြပါတယ်။ဒီနေ့မှာကော်မလေးတယောက်ကဟန်ကွယ်ကျူတချင်းဆိုနေတာကိုဗီဒီယိုရိုက်ထားတော့သူမလည်းစိတ်ဆိုးပြီးတော့အဲ့ဒီကော်မလေးရဲ့ဖုန်းကိုလွှင့်ပြလိုက်ပါတယ်။နောက်တနေ့မှာဟန်ကွယ်ကျူရဲ့ဆရာလင်းကဟန်ကွန်ကျူးစီကိုလာပြီးတော့သူမကိုစော်ကားတဲ့ကောင်တွေအားလုံးကိုဖမ်းလိုက်ပြီလို့ပြောခဲ့ပါတယ်။ တကယ်တော့ဇလန်းဆာတို့ကသူမဒီចောင်းကိုပြောင်းခွဲရတာကចောင်းသားတွေအများကြီးဝိုင်းပြီးတော့အစော်ကားခံခဲ့ရလို့ဖြစ်ပါတယ်။နောက်တစ်နေ့ចောင်းမှာဟန်ကွန်ကျွတ်တချင်းဆိုတာတဲ့ဗီဒီယိုကိုတော့ဗီဒီယိုရိုက်ထားတဲ့ကောင်းမလေးကဂီတအဖွဲစီကိုပို့လိုက်တော့သူတို့ကသဘောကျခဲ့ကြပါတယ်။သူတို့ကလက်မှတ်ထိုးခြင်းတယ်လို့ပြောတော့ဟန်ကွန်ကျူးကနောက်တစ်ခေါက်ဒီလိုထပ်မနောက်ရှက်ပါနဲ့လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ចောင်းစင်းတော့ OA ကဟန်ကွန်ကျွတ်ကိုစကားပြောဖို့လုပ်ပေမဲ့ဟန်ကွန်ကျူးကတော့ရှောင်နေတော့ OA ခမ ्या သူမအတွက်ဒုက္ခရောက်နေရပြန်ပါတယ်။ အဲ့ဒီညမှာတော့စိတ်တွေအရန်ရှုပ်ထွေးနေတဲ့ဟန်ကွန်ကျူကအိုးအိမ်မှာညသွားအိတ်ခဲ့ပါတယ်။သူတို့ကစကားပြောနေရင်လည်းအိုးကဟန်ကွန်ကျူကိုကောင်းလေးတွေကိုအရင်ကနမ်းခဲ့ဘူးလားလို့မေးလိုက်ပါတယ်။ဟန်ကွန်ကျူကတော့ငါကယောက်ျား၄၃ယောက်ကိုနမ်းခဲ့ဘူးတယ်လို့ဖြေလိုက်ပါတယ်။အိုကြီးရဲ့အစားကတော့သူမကနောက်နေတယ်လို့ထင်ပြီးတော့ရေးခဲ့ပါတယ်။တကယ်တော့ကွန်ကျူကယောက်ျားလေး43ယောက်ရဲ့စော်ကားတာကိုခံရပြီးတော့ဒီကြောင်းကနေအထုတ်ခံရပြီးမျိုးကနေထွက်ခဲ့ရပါတယ်။ ကွန်ကျူးအခုချိန်မှာဘာလို့ချင်ဆုံးလဲလို့မေးလိုက်တော့ကွန်ကျူးကအနည်းဆုံး25မီတာလောက်ရေကူးထအောင်တင်းကျင်တယ်လို့ပြန်ဖြေခဲ့ပါတယ်။သူမအကြောင်းကိုမသိသေးတဲ့ OA အထွက်ကတော့ဒီအဖြေကလည်းရည်စရာဖြစ်နေခဲ့ပါတယ်။တညမှာတော့ကွန်ကျူးတယောက်စားတော့ဆိုင်မှာအဖေဖြစ်သူကညစာစားဖို့အတွက်ချိန်လိုက်တဲ့အတွက်ရောက်လာခဲ့ပါတယ်။ရောက်ရောက်ချင်းအဖေဖြစ်သူကစာရွက်တရွက်ကိုလက်မှတ်ထိုးဖို့အတင်းပြောနေခဲ့ပါတယ်။စာရွက်ထဲမှာဘာရေးထားလဲဆိုတာကိုကွန်ကျူးကိုမပြခဲ့တော့သူမလည်းဘူးမသိဘာမသိလက်မှတ်ထိုးပေးလိုက်ပါတယ်။ ။နောက်ရက်မှာတော့ OA ကကွန်ကျူကိုဖုန်းခေါ်ပြီးတော့အဖေနဲ့တွေ့တာအဆင်ပြေလားလို့မေးခဲ့ပါတယ်။ကွန်ကျူကလီကိုသူမလက်မှတ်ထိုးခဲ့တဲ့စာရွက်ကြောင်းကိုမေးကြည့်လိုက်ပါတယ်။လီကစိတ်ပြတ်သွားပြီးတော့ဘာတွေရေးထားမှမသိတဲ့ဘာစာရွက်ကိုမှဘာကြောင့်လက်မှတ်ထိုးတာလဲလို့ပြောခဲ့ပါသေးတယ်။စိတ်တင်းနေတဲ့ကွန်ကျူကတော့အိမ်ပြန်ရောက်ရောက်ချင်းသူမအဖေကိုဖုန်းဆက်ပေမဲ့အဖေကဖုန်းကဆက်ပိတ်သွားခဲ့ပါပြီ။အဲဒီချိန်မှာသူမတီးလိုက်တာကသူမကိုစော်ကားသူတွေကိုလှုပ်ပေးဖို့အတနာခံစာကိုလက်မှတ်ထိုးပေးလိုက်မိမှန်းကိုသိခဲ့ရပါတယ်။ အဲ့လိုထိုးခိုင်းမှုအတွက်သူမရဲ့ဖေကိုမရင်းကောင်းတွေရဲ့မိဘတွေကငွေပေးပြီးတော့လက်ထိုးခဲ့ကြတာပါနောက်တစ်နေ့ကျောင်းသွားတော့ကွန်ဂျီရဲ့တငယ်ချင်းတွေကသူမတခြင်းဆူထားတဲ့ဗီဒီယိုကိုအွန်လိုင်းပေါ်မှာတင်ထားတော့နာမည်ကြီးနေပြီဆိုတာကို surprise တိုက်ခဲ့ပါနေသူမလည်းဒီဗီဒီယိုကိုတွေးတော့အတော်လေးဒေါသထွက်သွားပြီးတော့တငယ်ချင်းတွေကိုအော်ငေါက်ခဲ့ပါသေးတယ်သူမရဲ့မချေမငန်စကားတွေကြောင့်ဒီထဲကကောင်မလေးတယောက်ကကွန်ဂျီကိုစိတ်ဆိုးသွားခဲ့ပြီးတော့ ်ငါတို့ရဲ့ OA ကြောင့်နင်းကိုပေါင်းနေတာလို့ပြောလိုက်ပါတယ်တရက်တော့ကျောင်းအတန်းထဲမှာရှိနေတဲ့ကွန်ကျူစီကိုရုတ်တရက်လူတစုဝင်လာခဲ့ပါတယ်ဒီလူတွေကတော့ကွန်ကျူအနာကိုရောက်လာပြီးတော့ဆွဲလာရင်လာလုပ်ပြီးဆရက်တွေကိုအတင်းလက်မှတ်ထိုးခိုင်းနေခဲ့ပါတယ်တကယ်တော့ဒီလူတွေကမရင်းကောင်တွေရဲ့အရှက်မရှိတဲ့မိဘတွေဖြစ်ပြီးတော့သူတို့ရဲ့သားတွေထောင်ထဲကနေလွတ်အောင်သာသမီချင်းမဆာမနာအနိုင်လာကျင့်နေကြတာဖြစ်ပါတယ် OA ကကျောင်းဆရာကြီးကိုခေါ်လာတော့မှဒီမရိမိဘတွေကကွန်ကျူကိုအနိုင်ကျင့်တာရပ်သွားခဲ့ပါတယ် ဲ့ဒီနောက်မှာတော့အရင်ကထရိုမာတွေကြောင့်ကြောက်လန့်နေတဲ့ကွန်ဂျူကတော့မောင်မဲမဲအခန်းထဲဝင်ပြီးတော့ငိုခဲ့ပါတယ်။အဲ့ဒီနောက်တော့ဟန်ကွန်ဂျူဇလန်လီကအရင်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်လည်ပြသထားပါတယ်။ကွန်ဂျူကသူမမွေးရမြေမှာရှိတဲ့ကျောင်းတက်ရင်နဲ့စတိုးဆိုင်မှာလှုပ်လှုပ်ခဲ့ပါတယ်။ဒီဇိုင်းရှင်ရဲ့သားနဲ့သူမရဲ့အတန်းပေါ်ဖြစ်တဲ့ဒွန်ယိုတို့ကအမြင်နိုင်ကြည့်နေကြဖြစ်ပါတယ်။တနေ့ဒီကောင်လေးကတန်ယာရီနဲ့ဆိုင်ထဲဝင်လာပြီးတော့သူမအလုံးလုံးနေတဲ့စတိုးဆိုင်ထဲကိုဝင်လာခဲ့ပါတယ်။ အဲဒီနောက်တော့မုံတွေကိုပဆက်မပေးဘဲနဲ့ယူသွားပြီးအပြင်ဘက်ကသူ့ဘိုရာတွေကိုဝေးများစားတောက်ခဲ့ပါတယ်။ကွန်ကျူရဲ့တအူးရဲသောတငယ်ချင်းကဟာဝေဖြစ်ပြီးတော့ဟာဝေကတော့ကွန်ကျူကိုအနိုင်ကျင့်နေကြဂျွန်ယိုရဲ့ကောင်မလေးဖြစ်ပါတယ်။ဟာဝေနဲ့ကွန်ကျူတို့ကအရန်ချစ်ကြတဲ့ best friend တွေပါ။တနေ့ကွန်ကျူကအိမ်ပြန်လာတော့ဂျွန်ယိုနဲ့သူ့ဘိုရာတစုကိုသူမအိမ်ခန်းထဲမှာထိုင်နေကြတာကိုတွေ့ခဲ့ရပါတယ်။ဒီကောင်တွေကလည်းမူးနေကြပြီးတော့ဂျွန်ယိုနဲ့သူ့ရဲ့ကောင်မလေးဟာဝေကိုအနိုင်ကျင့်နေကြပါတယ်။ ကွန်ဂျူကသူမအိမ်ထဲကနေအခုချက်ချင်းထွက်သွားဖို့ပြောတော့သူတို့ကမထွက်သွားသေးဘဲနဲ့ဘီယာကိုဆက်တောက်နေခဲ့ပါတယ်။အဲဒီနောက်တော့ကွန်ဂျူကငါးဖေလာတော့မှမို့လို့ချင်းချောင်းလိုက်တော့လီလူရန်ကောင်တွေလည်းပြန်မလို့ပြင်ဆင်နေကြပါတယ်။ကွန်ဂျူကလည်းနောက်ကဆပြီးတော့ငါးတငယ်ချင်းတွေကိုထက်အနိုင်မကျင်းဘူးလေပြောလိုက်တော့လူမိုက်အဖွဲ့ခေါင်းဆောင်ကကွန်ဂျူကိုပါဇက်ပိတ်ထားစမ်းလို့ပြောပြီးတော့ကွန်တို့ရဲ့ပိုက်ကိုကျုံစက်နဲ့ညှက်လိုက်ပါတယ်။ကြောင်လန့်နေတဲ့ကွန်ဂျူးကရဲကိုဖုံးဆက်တိုင်ပေမဲ့သူတို့တွေကတယောက်ကဖုံးကိုဆွဲလုခဲ့ပါတယ် အဲ့ဒီနေ့ကစပြီးကလေးကဒီလူမိုက်ကောင်တွေကကွန်ကျူးရဲ့အိမ်ကိုမကြာခဏလာပြီးတော့ပါတီပွဲလုပ်နေပေမဲ့ကွန်ကျူးကဘာမှမပြောရဲဖြစ်နေခဲ့ပါတယ်။တနေ့မှသူတို့ကမူးယစ်ဆေးတွေနဲ့ဘီယာကိုရောပြီးတော့ကွန်ကျူးကိုအတင်းအကျပ်တောက်ဖို့ပြောပါတယ်။ကွန်ကျူးကငင်းနေတော့ဒွန်ယိုကသူတို့တွေကနင်းတောက်မှပဲပြန်ကြမှာပါလို့ပြောတာနဲ့ကွန်ကျူးလည်းကြိတ်မိတ်တောက်ခဲ့ရပါတယ်။စီအစွမ်းပြလာတော့သူတို့ကကွန်ကျူကိုချွတ်ပြီးတော့မညမတာစော်ကားကြပါနဲ့အခြားတစ်ဖက်ကန်းထဲမှာလည်းသူတို့ကသူမတငယ်ချင်းဟာဝေးကိုစော်ကားနေကြပြန်ပါတယ် မွေးကလေးကအသေးလေးမွေးရမယ်ဒီလူယုံမာကောင်တွေကကွန်ဂျူတို့ကိုဗီဒီယိုရိုက်ပြီးပါဝက်ဆိုက်ပေါ်တင်ခဲ့ပါသေးတယ်။နိုင်တော်ကြောင်တယောက်ပြီးတယောက်ဆော်ကားပြီးတော့ဒွန်းယိုရဲ့အဖေရောက်လာတော့မှရက်လိုက်ကြပါတယ်။ဒွန်းယိုရဲ့အဖေကရဲမတိုင်ပေနဲ့ဒွန်းယိုကိုပဲဒီကနေဆွဲခေါ်ထုတ်သွားပါတယ်။အဲ့ဒီကိစ္စပြီးမှတော့ဟာဝေကတကားပေါက်ကနေခုံချပြီးတော့အဆုံးစီရင်သွားခဲ့ပါတယ်။ကွန်ဂျူကဖြေเจ้าကုံစင်ကိုရဲတိုင်ပြီးတော့ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကွန်ကျုပ်ကိုအကြောင်းပြန်ခိုင်းပြီးတော့စော်ကားတဲ့ကောင်တွေရဲ့မိဘတွေကတော့တုတ်ကြံပါဆိုလို့ လွန်ကြုံရေးအရာမျိုးကနေပါထွက်သွားခဲ့ရပါတယ်။အဲဒီနောက်တော့ဇလန်းလေးကလက်ရှိကာလကိုပြန်ရောက်လာပြီးတော့အเจ้าအိုကြီးက ကွန်ကျူကိုဘာလို့ဒီမိဘတွေရောင်းနေတာလဲလို့မေးနေခဲ့ပါတယ်။ကွန်ကျူကဘာမှပြန်မဖြေခဲ့ပဲနဲ့အတိတ်ကထရိုမာတွေကြောင့်စိတ်ငြိမ်နေခဲ့ပါတယ်။ခဏကြာတော့မေကျူးရဲ့ယောက်ျားဖြစ်သူရဲဦးလေးကြီးရောက်လာပြီးတော့ကွန်ကျူကိုအเจ้าကနေချိုးပြီးတော့အိမ်ပြန်ပို့ခဲ့ပါတယ်။သူကမေကျူးကိုလေကွန်ကျူကြုံခဲ့ရသမျှကိုပြောပြပြီးတော့ကွန်ကျူကိုအိမ်ကနေထုတ်လိုက်ဖို့ပြောနေခဲ့ပါတယ်။ ဒီလိုသာမဟုတ်ရင်တော့မရင်းကောင်တွေရဲ့မိဘတွေကသူတို့ရဲ့အိမ်ကိုလာပြဿနာရှာကြားလိမ့်မယ်လို့ပြောခဲ့ပါတယ်။သူတို့စကားမဆုံးခဲ့မှာပဲကွန်ဂျူကအောက်ထက်ဆင်းသွားပြီးတော့သူမရဲ့ပစ္စည်းတွေကိုယူပြီးတော့ထွက်သွားဖို့အသင်းဖြစ်နေခဲ့ပါပြီ။လမ်းမှာမေဂျူရဲ့ယောက်ျားကိုလာရွှေကကွန်ဂျူကိုသွားချင်တဲ့နေရာလိုက်ပို့ခဲ့တဲ့အချိန်မရင်းကောင်တွေရဲ့လူငင်းခွင့်စာရွက်ပေးပြီးတော့စာရွက်တွေကိုလက်မှတ်ထိုးပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။ ဘာကြောင့်မှမသိကွန်ကျူကလက်မှတ်ထိုးပေးရမှာလဲလို့ပြောပြီးတော့အပြည့်မရှိတဲ့ကျမကလည်းဘာကြောင့်ရှောင်ပိုးနေရတာလဲလို့မေးလိုက်ပြီးတော့စိတ်ဆိုးဆိုးနဲ့ထွက်သွားခဲ့ပါတယ်။အဲ့ဒီညမှာတော့ကွန်ကျူကမတင်ငါဖြစ်နေတာနဲ့သူမရဲ့အဖေကိုဖုန်းခေါ်ပေမဲ့ဖုန်းကဆက်ပိတ်ထားပြန်ပါတယ်။ကွန်ကျူလေးကြံရမရတဲ့ဆိုသူမရဲ့ဆရာလီနိုကိုဖုန်းဆက်မေးကြည့်လိုက်တော့သူမရဲ့အဖေကအသနာခံတဲ့ပတ်စံတွေကိုယူပြီးတော့ထွက်ပြေးသွားပြီဆိုတာကိုသိခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ကွန်ကျူကယထားပေါ်တက်ပြီးတော့တနေရာကိုထွက်သွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ OA နဲ့သူတက်ငယ်ချင်းတွေကအင်တာနက်ပေါ်မှာကွန်ကျူစော်ကားခံရတဲ့ဗီဒီယိုတွေကိုရှာတွေ့ပြီးတော့အားလုံးအပြစ်မှန်ကိုတည်ပြီးတော့စိတ်မကောင်းဖြစ်နေရပါတယ်။နောက်ဆုံးတော့သူတို့ကကွန်ကျူတယောက်ဘာလို့သူတို့ကိုခက်ခက်တတန်ဆက်ဆံနေရတာလဲဆိုတာကို နားလည်သွားခဲ့ပါတယ်။ OA ကကွန်ကျူကိုစာပို့ပြီးတော့ဘယ်မှမသွားဘဲနဲ့သူ့ကိုစောင့်နေဖို့အတွက်စိတ်ပူပြီးတော့ပြောခဲ့ပါတယ်။အခုဖြစ်နေတဲ့ပြဿနာတွေကအရင်အပြစ်တွေမဟုတ်ဘူးငါတို့ရှိပါတယ်ဆိုပြီးတော့နှင်းသိမ့်ပေးခဲ့ပါတယ်။ဇလန်ရဲ့နောက်ဆုံးကမ်းမှာတော့ကွန်ကျူကတရားပေါ်ကနေမြစ်ထဲကိုခုန်ချသွားခဲ့ပါတယ်။ ါပေမဲ့လေကွန်ဂျူကနောက်ဆုံးမှအသက်ရှင်ခဲ့ပါတယ်။အကြောင်းကတော့ဇလိုင်းရဲ့အဆမတော်ကကွန်ဂျူတယောက်ရေကူးတင်ကျင်ခဲ့တာကတကယ်လို့များအတိတ်ကထရိုမာတွေကြောင့်အမြင့်တဲ့ကွန်ချာတက်တည်ခဲ့ပြီးတော့စေကူးပြောင်းသွားရင်ရေကူးပြီးတော့ကမ်းပေါ်ကိုပြန်တက်ခြင်းလို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ။